င်္ဂလာပါခင်ဗျာမြမတန်ရဲ့ရုံမြင်တန်ကြားကနေပြီးတော့အပတ်စဉ်အစီအစဉ်တင်ဆက်ပေးသွားမယ်မျက်မှောက်ရေးရာသုံးသက်စရာသတင်းသုံးသက်ချက်အစီအစဉ်ကနေပြီးတော့ကြိုဆိုပါရခင်ဗျာဒီဒီတပတ်အစီအစဉ်မှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့ဒီကြောက်စိမ့် data တစ်ခုဖြစ်တဲ့ဒီ Pakan data မှာဒီမြေပြိုမှုတွေဖြစ်ပေါ်ပြီးတော့ဒီလူတွေရေမစိကြောက်ရှာဖွေသူတွေလည်းတည်ဆုံမှုတွေလည်းအများအပြားဖြစ်ပေါ်ခဲ့ရပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Pakan data ကသတင်းတော့ကိုစော်မိုးထက် နောက်ပြီးတော့ဒီ American ပြည်တော်စု New York အခြေစိုက်ဒီတဘာဝအရင်အမြစ်အုပ်ချုပ်စီမံရေးဆိုင်ရာလေလာရေးဌာနပေါ့နော်ဒီ NRGI ကဒီကိုမော်ထွန်းအောင်တို့ကိုကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့ဒီ Falcon Data ကလက်ရှိအခြေအနေတွေအပေါ်ကိုဒီဥပဒေအရဘယ်လိုမျိုးထိန်းချုပ်မှုတွေကိုပြုလုပ်နိုင်မလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွစ်ဆုံမေးမြန်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီစီစဉ်မှာကျွန်တော်တို့ပါဝင်ဆွေးနွေးကြမယ့်အကြောင်းအရာတွေအရဆိုလို့ရှိရင်ထုတ်လွှင့်ပေးတဲ့မြန်မာအတန်နဲ့ရုံမြင့်တန်ကြား MRTV ရဲ့အဘော်ကိုလည်းထင်ဟမှုမရှိသလိုဒီစီစဉ်ကိုထုတ်လွှင့်ပေးတဲ့ MCN ရုပ်သံသတင်းဌာနရဲ့အဘော်တွေကိုလည်းမထင်ဟစေဘဲနဲ့ပါဝင်ဆွေးနွေးကြမယ့်လူပုဂ္ဂိုလ်တဦးချင်းစီရဲ့အဘော်တွေသာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒါဥဆုံးအနေနဲ့ကျွန်တော်တို့တင်ပြလိုပါတယ်ခင်ဗျာဟုတ်ကဲ့အကိုကြီးပထမအဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါဖာကန်မျိုးနယ်ကဒါပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ့နော်ဥတင်စုံနယ် ဥဒင်ဆိုပါဗောနော်ဒီသူရဖကန် data ကဒီလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့သူတို့ဥပဒေအရဒီလွှတ်တော်ရင်းကနေပြီးတော့ဆောင်ရွက်မဲ့အခြေအနေလေးနဲ့ပတ်သက်ပြီးတော့သူပြောကြားထားတာလေးကိုကျွန်တော်တို့ပထမဆုံးအနေနဲ့နားထောင်ကြည့်အောင်ပါဗျအဲ့တော့တက်ဆိုင်ရအန်လာပိုင်းကြီးကလည်းဖော်လို့ရတဲ့အလောင်းအဝလောက်ပဲသူတို့ကဒါတည်တယ်လို့ယူဆတချို့ကပျောက်ဆုံးတယ်တချို့တည်တင်းလာမပေးကြဘူးတကယ်တမ်းတည်နေတဲ့ဟာတွေကကျွန်တော်တို့ဒီတွက်ကြည့်မယ်ဆိုရင်ဒီပြီးတဲ့2015အဒီ2016ဒီကာလအတွင်းမှာပေါ့ဒီဖက်ကတနေလုံးမှာတည်တယ်လို့အားလုံးပေါ့ပါเนาะကျွန်တော်တို့ဒီ900ရောက်ရှိတယ် ဒါမှမဟုတ်ဆိုကျွန်တော်တို့ကချစ်ချင်းမင်းမင်းအောက်ချင်းမှာဘယ်လောက်တည်တယ်ဘယ်လောက်ဖြစ်တယ်ဆိုတာကိုကျွန်တော်သိရတယ်နေတာဒါတွေကတကယ်ကြောက်ဖမန်းလေးနေပါဒီစင်းနေရနော်အာကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်ဒီအာဂျီမစေးဆိုတာလည်းကျွန်တော်နိုင်ငံသားတွေနော်ကျွန်တော်တို့တွေကအတန်းစားဟလာဟိုကုမ္ပဏီပိုင်ရှင်မှာအဲ့လိုခွဲခြားနေတာကျွန်တော်နိုင်ငံသားတယောက်တည်ပါလားအဒီလီမစေးဆိုတာလည်းရှင်းမှာသူတို့ပြင်မဲ့ဘာမှလည်းအတက်ကိုဆုံးပြီးတော့ဘုံမလာမှရှာတယ်။ဘာလို့လဲဆိုတော့သူတို့ဒေတာမှာအခုလိုစီးပွားကိုအေးဆေးရှာရမယ်ဆိုတော့သူတို့လာမှာမဟုတ်ပါဘူး။ အဲ့တော့ဖြစ်ချင်တယ်ဒီကရန်ကျွန်တော်ဖြစ်တင်တာကျွန်တော်နိုင်ငံတဝန်းလုံးမှာခုနကစင်းဝတ်ဒီမူကလုံရောက်ဖို့ပဲအဲကျွန်တော်တို့ဒီအစိုးရကလည်းကျွန်တော်တာရှိမြောက်ကျွန်တော်တို့ရဲ့ energy ဆိုးရပါတယ်လို့ဖို့ဒီကျွန်တော်ရဲ့တရားစီမံကိန်းကြီးနောက်စီမံကိန်းကြီးရွေးချယ်ထားတာရှိပါလိမ့်အဲ့ဒီပုံမျိုးကျွန်တော်နိုင်ငံရဲ့စီဝိုင်းပုံပြထုတ်ရလာပြီဆိုတော့ဒီရတရားထိုင်ရောက်တော့အဲပြောက်ပြသွားလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ခုလက်ရှိအဲဒီဖက်ကမှာဒီဒီဒေသဘုံတွေဘာတွေမပြောအောင်ကတော့အဲကျွန်တော်တို့ တော်တော်လေးစဉ်းစားရပါတယ်ဗျ။ဒီဟာကိုဘယ်လိုလုပ်ရင်အကောင်းဆုံးဆိုတာကျွန်တော်တို့ကြောက်တဲ့ဆုံးဖြတ်လို့ရမှာခက်ပါတယ်။ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကြောင့်လွတ်တော်မှာတကယ်လို့ကျွန်တော်တို့တစုံခုတင်လိုက်ပါတယ်။ကျွန်တော်ကစေနာနဲ့လုပ်တယ်ဆိုပေမဲ့ဒါပေမဲ့ဒီဟာလေးကအကြောင်းကြောင်းကြောင့်ချွတ်ချော်သိမ်းပါသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါကိုကျွန်တော်တို့ကဟိုတိတ်ပြီးတော့မှမဖြစ်စေချင်ပါဘူး။နော်အားလုံးနဲ့အစီအပြေချောဝေတဲ့နေလာမျိုးပဲကျွန်တော်တို့ခုဆုံးဖြတ်ပါမယ်။ဟုတ်ကဲ့ဗျာဒါကတော့ဒါကျွန်တော်တို့ဒါဖာကတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးတင်ဆိုဒါပြောကြားခဲ့တဲ့ ဟို condition လေးကိုကျွန်တော်တို့နားထောင်ခဲ့ရတာပေါ့နော်ဆိုတော့ပထမဦးဆုံးအနေနဲ့ဗျဒီ parkan data မှာဒီလိုမျိုးဒီမြေပြိုမှုတွေဘာတွေအဓိကဖြစ်နေရတဲ့အကြောင်းရင်းတွေပေါ့နော်လူသေဆုံးမှုတွေဖြစ်နေရတဲ့အကြောင်းရင်းတွေကဘာအကြောင်းအကြောင်းနေကြောင်းလို့ဒါ parkan data ကသတင်းတော့တရားအနေနဲ့ဒါကိုစုံမှုထက်ဆိုဘယ်လိုမျိုးအဲ့အပေါ်မှာကိုစုံမှုထက်ပါများပြောလို့ရနိုင်မလဲအဓိကဒီလူတွေအများပြားသေဆုံးရတဲ့ကိစ္စကတော့ဒီတက်စီကြောက်စင်းတူဖို့ရေကုမ္ပဏီတွေရဲ့ဒီဥရိပိုင်းလိုက်နာမှုမှာအားနေတာပေါ့နော် တရုတ်တွင်ဝန်ကြီးဌာနရဲ့ဒီချမှတ်ထားတဲ့ဥပဒေဒီဥပဒေဒီအတိုင်းပေါ့နော်ကျွန်တော်တို့ဒါတွေကိုစနစ်တကျစွန့်ပစ်မယ်ဆိုလို့ရှိရင်ဒီဟာတွေပေါ့နော်ဟိုဖြစ်နိုင်တဲ့အလားအလာတွေအရင်နေတယ်ပေါ့အရင်တော့လည်းအဲ့ဒါမျိုးတွေမရှိခဲ့ဘူးဒီဘက်နောက်ပိုင်းမှာပေါ့နော်အထူးဖြစ်ဖြင့်ဆိုးတာကတော့ဒီ2010နောက်ပိုင်းမှာအရင်စိတ်လာတယ်ပေါ့နော်ဒီအစုလိုက်အပြုံလိုက်တည်ဆုံးမှုတွေကဒါတွေကဘာလဲဆိုလို့ရှိရင်ဒီကုမ္ပဏီတွေအပေါ်မှာပေါ့နော်ဒီဟိုတရားဥပဒေစိုးမိုးနိုင်မှုအားနေတယ်ဆိုတာကိုဒါထောက်ပြနေတာပါ ဟုတ်ကဲ့ဟုတ်ကဲ့ဗျာအကိုဆိုလို့ရှိရင်ရောဒီလက်ရှိကျွန်တော်တို့ဒါကိုကိုကိုမထုံးအောင်အနေနဲ့ပေါ့နော်လက်ရှိဒီ company တွေအနေနဲ့ဒါဥပဒေပါပြဋ္ဌာန်းချက်တွေကိုလိုက်နာမှုအားနည်းတယ်လို့ဒါဒေသခံသတင်းတော့ကိုစောမထပ်ပြောရပေါ့နော်ဆိုတော့အစိုးရအနေနဲ့ဆိုလို့ရှိရင်ရောဒီ company တွေဥပဒေနဲ့အညီဒါကြောက်စိမ်းထုတ်တူဖို့ရေးတွေကိုပြုလုပ်ဖို့အတွက်ဆိုရင်ရောအကိုတို့အနေနဲ့ဘာတွေများအကြံပြုချင်တာမျိုးတွေရှိမလဲဗျာဒါအရက်ဘတ်လူမှုအဖွဲ့အစည်းတွေအနေနဲ့ဆိုရင်ပေါ့လေဟုတ်ကျွန်တော်တို့ဟိုအကြံပြုချင်တာထဲတော့ပထမဆုံးကျွန်တော်တို့ဟာအဲဒီ ုင်ငံတကာတန်ဇာတာထုတ်ယူရေးဆိုင်ရာခွင့်ဆက်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီဒီအားနဲ့လေ့လာမယ်ဆိုရင်ပေါ့နော်ခုနပြောတဲ့ဒီထုတ်ယူခြင်းဖြစ်စဉ်ဆိုတာကကျွန်တော်တို့ထုတ်မယ်မထုတ်မယ်ဆုံးဖြတ်ခြင်းဆိုတဲ့အဆင့်ကိုပေါ့ကြော်ရတယ်။နောက် contract license ပေးခြင်းပေါ့နော်။အဲ့ဒါပြီးွားရင်ကျွန်တော်တို့ဘန်ဒါရေးတမတ်ချက်တွေလုပ်ပြီးတော့ထုတ်ယူခြင်းဖြစ်စဉ်အခုကထုတ်ယူခြင်းဖြစ်စဉ်မှာဖြစ်နေတော့သူ့ရဲ့ရှေ့ကဥစ္စာတွေကောကျွန်တော်တို့ဘလို့နီလန်တကြနေပေါ့နော်။ဥပဒေနီလန်တကြဘလို့လုတ်ခဲ့လဲဆိုတာကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်ဖို့တော့လိုလိမ့်မယ်ပေါ့နော်။ ဒီထုတ်ယူရေးဖြစ်စဉ်မှာပြဿနာရှိနေတဲ့ဥစ္စာမှာခုနပြောလို့ဥပဒေအရဘာရပြန်ကြည့်မလဲဆိုရင်ဒီသူတို့ contract license ပေးတဲ့နေရာမှာစည်းကမ်းသတ်မှတ်ချက်တွေရှိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ဒီစည်းကမ်းသတ်မှတ်ချက်တွေကို company တွေအနေနဲ့အဲသူတို့ဒီဒီလိုက်နာနေတလားပေါ့နော် data ဆိုင်ရာအာဏာပိုင်တွေအနေနဲ့သူတာဝန်ရှိတဲ့အလျောက်ပေါ့နော်ဒါကိုအာကြီးကြပ်နေတလားဆိုရဲမိကုံပေါ့နော်ဖြစ်လာပါတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်လိုက်ရင်အဖြေကိုအဲ့ထက်မှာကျွန်တော်တို့ပြန်တွေ့နိုင်မယ်လို့ယူဆပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဟိုဆိုတော့ကိုဇော်မိုးထက်ဗျာအခုလက်ရှိမှာဗောလေဒါဖာကန်ဒေတာမှာကျောက်စိန်တူဖို့ရေကုမ္ပဏီဘလောက်ကအဲဒါကျွန်တော်ဆိုဒါသတင်းနေကြားရတာဗောလေဟိုချပေးတဲ့လူကတူတကယ်လုံနေတာတူဆိုတော့အဲ့ဒီအမောင့်တွေရောဒါကိုဇော်မိုးထက်တို့သတင်းသမားတွေဒေတာကန်သတင်းထောက်တွေအနေနဲ့ဆိုလို့ရှိရင်အဲ့ဒီ information တွေကိုဘလောက်အထိကိုဇော်မိုးထက်တို့သိရတာမျိုးတွေရှိမလဲဗျာအဲလက်ရှိကတော့ဖာကတ်မှာတော့ဒီကုမ္ပဏီစင်းရတော့ဗောနော်ဟိုဟိုသူတို့ပြောတာကတော့ တထောင်ပြောရင်ပြောမယ်900ပြောရင်ပြောမယ်ပေါ့ဗျာ800ပြောရင်ပြောမယ်ပေါ့အဲ့တော့တကယ်လုံးနေတဲ့ကုမ္ပဏီအကြီးတွေကသူတို့ပြောတဲ့ကိန်းကနန်းနေတဲ့အများကြီးကွာခြားနေတယ်ဘာလို့ကွာခြားနေလဲဆိုတော့ကျွန်တော်ဒီလောက်ွက်အပိုင်းကိုကြည့်မယ်ဗျာကုမ္ပဏီနာမည်ကြောက်စိမ့်2ဖို့ကုမ္ပဏီနာမည်ထောင်လိုက်တယ်လောက်ွက်လျှောက်လိုက်တယ်တကယ်ကြလာတဲ့အခါကျတော့အဲ့ဒီကုမ္ပဏီကသူကိုယ်တိုင်တူးတာမျိုးတွေအဲမရှိဘူးပေါ့နော်အဲကုမ္ပဏီလောက်ွက်ဆိုင်တယ်အဲတချို့ကြလဲရောင်းစားတယ်ပေါ့ဗျာ အယောင်စားတယ်ဘယ်လိုပုံစံမျိုးလုပ်လဲဆိုတော့ဟိုရောင်းတော့ရောင်းစားလိုက်ပြီးအဲ့လောက်ွက်မူရင်းကုမ္ပဏီရဲ့နာမည်နဲ့အဲ့ဒါလောက်ွက်ထဲမှာစိုက်ပုတ်တင်တယ်အဲခုနပြော ရောင်းတော့ရောင်းစားပြီးသွားပြီပေါ့နော်တခြားကုမ္ပဏီကလာတူးတယ်ပေါ့အဲ့တော့ဟိုတကယ်တမ်းဖားကန့်ဒီတာမှာတူးနေတဲ့ကုမ္ပဏီကယာကနန်းလောက်ပဲရှိတယ်အာကျွန်တော်တို့ခံမှတော့ဆို200လောက်ပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုဒီဟာဒီကလည်းဒီတူတူဖြစ်ဟိုဒီတယောက်ဦးဒီစုံမိုးရပါပဲအဓိကဒီကြောက်စိမ့်တူဖွဲ့ရေးကုမ္ပဏီတွေရဲ့ဥပဒေလိုက်နာမှု ဟိုအားနေတာကိုပဲအထိကတော့သွားတာပဲဗျဟုတ်ကဲ့ဟုတ်ကဲ့ဗျဟုတ်ကဲ့အဲ့လိုမျိုးဆိုသူတို့ကလက်ရှိဟိုကြေညာထားတာရှိတယ်ထုတ်ပြန်ထားတာရှိတယ်ပေါ့နော်အဖကန်တီတာမှာဒီဧကာပေါင်း၁၀သိန်းကျော်ရှိတယ်ပေါ့အဲ့တော့ကျွန်တော်ဆိုလိုချင်တာကဖကန်တီတာမှာရှိတယ်ဧကာပေါင်း၁၀သိန်းကျော်၆သိန်းထွက်နေတာမဟုတ်တကယ်ဟာ၆သိန်းထွက်နေတာကနည်းနည်းလေးပဲထွက်နေတာအဲ့နည်းနည်းလေးပဲထွက်တဲ့ယူရီးယားကလည်း75%လောက်ကုန်နေပြီအဲ့တော့သူတို့ပြောထားတယ်ဖကန်တီတာရဲ့ဒီ 1.90ဟိုနည်းလောက်ပဲပေါ့နော်သူတို့ဟို1.25ရာခိုင်နှုန်းလောက်ပဲကျွန်တော်တို့ဒါထုတ်ယူသုံးဆွဲရပေါ့နော်1.25ဆိုတာကဟိုကြောက်စိမ့်ထွက်တဲ့ area ဘယ်လောက်ရဟာကိုထုတ်ယူတာလဲဆိုတာကျွန်တော်တို့ဖော်ပြထားတာမရှိဘူးလက်ရှိကျွန်တော်တို့မြေပြင်မှာတွေ့နေတဲ့အနေအထားက75%ရတော့ကြောက်စိမ့်ထုတ်ယူမှုဒီလောက်သွားတာကုန်သွားပြီ 25%လောက်ပဲကျန်တော့တယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဗျ။ဆိုတော့ကိုကိုမော်ထောင်းအောင်ဗျ။ဟိုကျွန်တော်တို့ရှင်မှာဆိုလို့ရှင်လဲဒါပြီးခဲ့တဲ့လွတ်တော်တွေတော့ဆိုလို့ရှင်ဟိုတတူရင်ဥပဒေတို့နောက်ကြောင်ရရနာဥပဒေတို့ဒါလိုမျိုးတွေပြဋ္ဌာန်းသွားတာမျိုးတွေရှိတယ်ပေါ့နော်။ဆိုတော့ဒီဥပဒေပါပြဋ္ဌာန်းချက်တွေကလက်ရှိဒီမြေပြင်ပေါ်မှာအစိုးရတဲ့အနေနဲ့ဒီဟာမျိုးတွေကို law enforcement ဖြစ်ဖို့ဆိုလို့ရှင်ရောကိုအကိုတို့အနေနဲ့ဘာတွေအကြံပြုချင်တာမျိုးတွေရှိအောင်မလဲဗျ။ ဒီဥပဒေပေါ့နော်ဒီ law enforcement ပေါ့နော်ဒီဥပဒေကိုလိုက်နာခြင်းဆိုတာကတော့တက္ကန်တာဖြစ်မှာပေါ့နော်ဒါကတော့ခုနပြောတဲ့ data ဆိုင်ရာအစိုးရတွေရောအဲ့မှာရှိနေတဲ့ဒီတက်ဆိုင်ရာဝန်ကြီးဌာနတွေကကြီးကြပ်ရမယ်အပိုင်းပေါ့နော်ဒါဒီတို့ဌာနတွင်းပြုရင်ပြောင်းလဲမှုလုပ်ပြီးတော့ပေါ့နော်ကြီးကြပ်မှုတွေကိုအဲပြန်ပြန်လုပ်ရင်တော့ဒီအခြေအနေအခြေအနေတမျိုးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီပြောချင်တာကတို့ပြန်ကြည့်မယ်ဆိုရင်တော့ဒီဌာနတွင်းဆိုင်ရာပေါ့နော်ဟို ဟိုဌာနတွင်းဆိုင်ရာအားဖြင့်ပဲမလုံလောက်ဘူးလို့ကျွန်တော်တို့အနေနဲ့ယူဆရတယ်ပေါ့နော်ဒီမှာဖြစ်နေတဲ့ကိစ္စတွေကို ပြန်ကြည့်မယ်ဆိုရင်ဒီကြောက်စိန်ကရတဲ့ဗန်ဒန်ငွေဒီလဲနိုင်ငံတော်ပေါ့နော်ဝင်တင်းတလောက်မဝင်ဘူးနောက်တဘာဘဝင်ကျင်ပျက်စီးတဲ့ဟာတွေလည်းရှိနေအဲ့ဒါဒီဒီအရင်အဲကြောင်မြဥပဒေနဲ့ဒီဒီဒီလောက်ကင်ပြီးတော့ပေါ့နော်ဖြစ်လာခဲ့တဲ့ဟာဆိုတော့ဟိုတစ်ခုလုံးကိုပြန်ပြီးတော့အဲပြန်ခြုံငုံတုံးတက်ဖို့ပေါ့နော်အဲလိုလိမ့်မယ်လို့ယူဆပါတယ်ဒီဥပဒေစိုးမိုးရေးအတွက်ဒီဌာနတွင်းဆိုင်ရာစီမင်းစည်းကမ်းတွေနဲ့ပြန်ကင်တာတင်မကပဲနေပေါ့နော်ဒီ အဲဒီကန္တာကြီးတစ်ခုလုံးကိုဆက်ဆက်ပတ်တတ်နေတယ်ဟိုနောက်ဆုံးကဒီကြောက်စင်ရရလာတဲ့ပတ်စံတွေကိုပါဘလို့တုံးကြမယ်ဆိုတော့အဲသဘောတူညီချက်မျိုးထိပေါ့နော်ရောက်တဲ့အထိပြန်လဲတုံးတက်ဖို့လိုပါလိမ့်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဆိုတော့အခုအနေနဲ့ဆိုရင်အဲဥပဒေတွေကိုဒီလွတ်တော်တို့ဆိုရအဖွဲ့တို့အနေနဲ့ဒါပြင်ဆင်ဖို့ဟာအတွက်ကိုဒါ Civil Society တွေအနေနဲ့တောင်းဆိုသွားဖို့လိုပါလို့ဒီလိုမျိုးတွေများရှိနိုင်မလားဗျာကိုဟုတ်ကျွန်တော်တို့ဒီ data ခံနေနဲ့လဲဒီအထူးသဖြင့်ပေါ့နော်အဲဒီ data ခံနေနဲ့လဲကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့ အဲ forum တွေလုပ်ဖူးပါတယ် workshop တွေလုပ်ဖူးပါတယ်အဲ့တော့အားလုံးရဲ့ဒီခံစားရတဲ့ဥစ္စာကလည်းနံပါတ်1ကြောက်စိမ့်ဒီအဲဒီထုတ်လုပ်နေတာကတော့မြေပြင်အခြေအနေမှာအများကြီးရှိတယ်နောက် global witness တို့ဘာလို့ကနေပြောတဲ့ဥစ္စာပေါ့နော်မတန်တဆထုတ်နေတဲ့အခြေအနေတွေဖြစ်တယ်ဒါပေမဲ့ data ခံတဲ့အကျိုးများရရှိမှုနဲ့နိုင်ငံတော်အကျိုးများရရှိမှုကိုအခွန်ပန်တာရရှိမှုကိုကျွန်တော်တို့ပြန်ကြည့်လိုက်ရင်အင်တာမတ်နည်းနေတယ်ပေါ့နော် အဲ့တော့အဲ့ဒါအပြင်ဒီ data ခံနေရနေတာကြတော့ဒီမြေပြိုမှုပေါ့နော်ရေကြီးမှုနဲ့ဒီအထွေထွေတို့တို့လည်းလူမှုဘဝကြဆင်းမှုဒါကိုခံစားနေရတဲ့အချိန်မှာအဲဒီပြန်လဲပြီးရောပေါ့နော်ကန္တာတစ်ခုလုံးကိုပြန်လဲတုံးတက်ရတဲ့အနေအထားကိုကျွန်တော်တို့လိုအပ်ပါတယ်အဲအဲ့ဒါကိုလည်းကျွန်တော်တို့လုပ်ဖို့ကြိုးစားနေပါတယ်ပေါ့နော်အထူးသဖြင့် data ခံနေရဲ့အတန်ပါဝင်တဲ့ဥပဒေပြင်နယ်ဆွဲနေရမှာလဲကျွန်တော်တို့ဒီတန်ရာဇာတာထုတ်ယူရေးဆိုင်ရာဂွင်းဆက်များပေါ့နော်ဒီဒီအရာကျွန်တော်တို့ဒီအဲဆက်ထုတ်မယ်ဆိုရင် နောက်ဆုံးဒီကနေ့ အဲဘလို့ရောင်းစားကြမှာလဲပေါ့နော်ပြီးရင်ဘလို့ခွန်ဘန်တာကောက်ယူတဲ့စနစ်မျိုးကိုကျွန်တော်တို့ပြန်လုပ်မှာလဲပြီးွားရင်ရလာတဲ့ဒီခွန်ဘန်တာတွေကိုစီမံခြင်းဆိုတဲ့အပိုင်းတွေအထီးပေါ့နော်ကျွန်တော်တို့သွားဖို့အဲစဉ်းစားထားပါတယ်အဲဒါနေမှာကျွန်တော်တို့တကယ်ကြောက်စိမ့်ထုတ်လုပ်ခြင်းကြောင့်မို့လို့တိုင်းပြည်ရဲ့တကယ်ဟိုဒီပြည်သူပြည်သားတွေအကျိုးရှိတဲ့အနေအထားမျိုးတစ်ခုဖြစ်အောင်ပေါ့နော်အဲလုပ်ဖို့ဖြစ်ပါတယ်အခုလက်ရှိဥပဒေအရတော့ကျွန်တော်တို့သုံးသပ်ကြည့်တဲ့အရာကတော့သူဒီခုနပြောတဲ့ဒီတန်ရာဇာတာဂွင်းဆက်မှာဆိုရင်သူကဘယ်အပိုင်းလောက်ကိုပဲ အဲဒီဒီလွှမ်းခြုံမိတယ်လဲဆိုရင် contract license ပေးခြင်းဘန်ဒါရေးတတ်မှတ်ချက်ပေါ့နော်ဥမာအဖြစ်အကျိုးသူလောက်တာလားဖော်ထုတ်လောက်ကလောက်တာလားနောက်ထုတ်ယူခြင်းဖြစ်စဉ်ဆိုတာဒီအဲကြောက်တူဘလိုနီးနေထုတ်မှာလဲပေါ့နော်အဲ့လောက်ကိုပဲသူကဥပဒေကအဲအလောက်ကိုပဲဟိုလွှမ်းခြုံတယ်ပေါ့နော်တကယ်တမ်းကျတော့နိုင်ငံအတွက်အကျိုးရှိဖို့ဆိုရင်ဒီဥပဒေဒီခုနပြောတဲ့အဲကျွန်တော်တို့ဒီကြောက်ကြောက်မြတ်ကနေပြီးတော့ထုတ်ယူခြင်းပဲမဟုတ်ပဲနဲ့ဈေးကွက်ဖော်ဆောင်ခြင်းပေါ့နော်နောက်ဒီကြောက်မြတ်တွေကိုအရေးအတွေးမြင့်တင်ခြင်းဒီကဏ္ဍအထိကို လွှမ်းခြုံတဲ့ဥပဒေတရက်ရှိဖို့လိုအပ်နေတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့မြင်ပါတယ်အဲ့အတွက်လည်းအဲ့ဒါဖြစ်လာဖို့ပေါ့နော်တက်ဆိုင်တဲ့အဖွဲ့အစည်းအစိုးရအဖွဲ့အစည်းတွေရောအရေးပဲအဖွဲ့အစည်းတွေရောပူးပေါင်းပြီးလှုပ်ဆောင်ဖို့ကျွန်တော်တို့တိုက်တွန်းနေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဟိုနောက်တစ်ခုကတော့ဗျာအဲ့ဒေတာကတရားဥပဒေစိုးမိုးရေးအခြေအနေပေါ့နော်ဒါပြီးခဲ့တဲ့ရက်ပိုင်းတော့ဆိုလို့ရှိရင်လည်းဒါမြန်မာပြည်မှာအုပ်ချုပ်ရေးပိုင်းဆိုင်ကအမျိုးသမီးတူဘော်လေဒါရဲဆက်ဆက်လို့တောင်ကျွန်တော်တို့ပြောလို့ရမှာပါဗျာတနေ့နဲ့ဒါ6ချက်ပြတ်တက်ခံရပြီးတော့သိဆုံးခဲ့ရတယ်ဗောနော်ဆိုတော့ဒါအုပ်ချုပ်ရေးပိုင်းကအမျိုးသမီးပုဂ္ဂိုလ်တူ လိုဟာမျိုးတောင်မှဒီလိုမျိုးလုံခြံတာမျိုးခံရတယ်ဆိုတော့အခြေအနေမျိုးမှာအဲ့ဖာကန်ဒေတာမှာဖြစ်ပေါ်နေတဲ့ဥပဒေစိုးမိုးရေးရဲ့ပုံရိပ်ကိုတွားပြီးတော့ပေါ်လွင်စေတဲ့အရာပေါ့လေဆိုတော့အဲ့လိုမျိုး ဒါကြံတဲ့ဒီကြောက်မြတ်ဒူဖော်ရေးကုမ္ပဏီတွေလိုဟာမျိုးကိုဟိုစီမံခန့်ခွဲဖို့လို့ဘာလို့ဆိုတော့အခါမှာလဲဒီဒေတာကန်အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့အစည်းတွေကဥပဒေစိုးမိုးရေးဖြစ်အောင်လို့တည်ငြိမ်အေးချမ်းအောင်လို့အတွက်လုပ်ရမယ့်ဟာမျိုးတွေအများအပြားရှိနေတာပေါ့လေဆိုတော့မြေပြင်ပေါ်မှာရောဖကန့်ဒေတာရဲ့လက်ရှိအခြေအနေမှာရောဥပဒေစိုးမိုးရေးကဘလောက်အထိကိုစိန်ခေါ်မှုတွေရှိနေလဲအခုတို့ဒေတာကန်တွေအနေနဲ့ဆိုလို့ရှင်အဲ့အပေါ်ကိုစုံမှုထပ်ဘလို့ဘလို့တွေအတွက်ကြောင့်လဲလက်ရှိဖကန့်ဒေတာရဲ့ဥပဒေစိုးမိုးမှုကတော့ဟိုတော်တော်အားနေပါတယ် တော်တော်အားနေရဆိုတော့ဟိုဒီတလောကဒီအုတ်ချုံရုံမှုတယောက်ဒီပြစ်တက်ခံရတဲ့ဟာရောပေါ့နော်ဒီအရင်မှာလည်းအဲ့လိုမျိုးဖြစ်စဉ်တွေရှိတယ်ဗျာဖြစ်စဉ်တွေရှိတယ်ဒီဟာတွေကိုလည်းဒီလက်ရှိဒီအစိုးရဒီသက်ဆိုင်ရာဌာနတွေကဥပမာရဲလို့ဟာမျိုးပေါ့နော်ပြည်ထရေးဝန်ကြီးဌာနဘာမှဖော်ထုတ်နိုင်ခြင်းမရှိဘူးအနောက်ကျွန်တော်တို့ဒီဖက်ကမှာဟိုဖက်ကဆိုဒါကျွန်တော်တို့နေနေမျိုးဆိုဒါအညိုရောင်နေမျိုးလို့သတ်မှတ်ပြီးရတာပေါ့နော်အဲဘုံနေမကြခဏကွဲတယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲ့ဒီဟာဒီပုံမှာလည်းညဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ ဟိုကြေးရွာတွေအတွင်းမှာမော်တွေအတွင်းမှာဟိုဘာမှကျွန်တော်တို့ကိုလုံခြုံရေးပေးထားတာမရှိဘူးအဲ့လိုမျိုးဆိုတဲ့အခါကျတော့ဟိုဓာတ်တစ်ချက်ပေါ့နော်နောက်ဒုတိယချက်ကဘာလဲဆိုဒီမွေးစေဝါပေါ့နော်တရားဥပဒေစိုးမိုးမှုရှိတဲ့အခါမွေးစေဝါဒီနေရာတိုင်းမှာအလွယ်တကူရောင်းဝယ်ဖောက်ကားနေတယ်ပေါ့နော်တုံးဆွဲသူဥယေတွေလည်း user တွေလည်းအရန်တက်တက်လာတာပေါ့နော်အဲ user တွေလည်းအရန်တက်လာတယ်နောက်တခြားတရားမဝင်တဲ့လုပ်ငန်းတွေအများကြီးပေါ့အစိုးဆုံးကတော့အဲ့ဒီနှစ်ချက်ပေါ့နော်ပြည်သူတွေအတူအိုးရင်လုံခြုံမှုမရှိဘူးအဲနောက်ပြီးတော့ကြတော့ဘာဖြစ်လဲဒီမွေးစေဝါဒီနေရာတိုင်းမှာ ရောင်းရဖောက်ခါခွင်နေပြုတ်နေတယ်ပေါ့နော်အဲ့တော့ဆိုတော့ဟိုဖောက်ခါရဲ့တရားဥပဒေစုံမှုမှုဟာဟိုဘယ်လိုကောင်းဆိုအရန်အားနေတယ်ကျွန်တော်တို့လုံးဝအားမရဘူးအစိုးရအစ်စ်လက်ထက်မှာလည်းအားမရဘူးအဟောင်းလက်ထက်မှာဆိုပူဆူးသေးတာပေါ့နော်အဲ့တော့ဒါတွေဘယ်လိုဒီလက်ရှိအစိုးရအစ်စ်ကဘယ်လိုလုပ်မလဲပေါ့ဒါကိုကျွန်တော်တို့နေ ဒေတာကန်တွေအရမ်းမျောလင့်နေဟုတ်ကဲ့ဟုတ်ကဲ့ဗျာဆိုတော့ဗျာဟိုဖာကန်ကိစ္စဖာကန်ဒေတာဥရိဆိုမွေရေလို့ပြောလိုက်တယ်ဆိုတဲ့အခါတိုင်းမှာဟိုကိုဒါကျွန်တော်တို့ပြန်ပြီးတော့ကြားရတဲ့အခါမျိုးတွေမှာအာဒီဒီအစိုးရအဖွဲ့ကလည်းသူတို့ကထိန်ချုပ်ဖို့ကမလွယ်ဘူးဥမာ KIA ကကချင်လူမျိုးရေးအဖွဲ့ထိန်ချုပ်တဲ့ဒေတာတွေဆိုပြီးတော့အဲ့ဘက်ကိုလည်းဟိုအဲ့ဒါကြောင်းမလို့ဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်တို့ကကြားရတာဗောနော်ဆိုတော့ဥပမာဖာကန်ဒေတာမှာဥပဒေစိုးမှုမှုတွေရှိဖို့အတွက်ဆိုလို့ရှိရင်အစိုးရကလည်းအဲလှုပ်ဆောင်တဲ့အရာတွေရှိသလို ဒေတာကန်ဒီလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ KIA အနေနဲ့လည်းဆောင်ရွက်တဲ့နယ်ဟာလေရှိကောင်းရှိနေနိုင်တယ်ပေါ့နော်ဆိုတော့ကိုမော်ထွန်းအောင်ဗျအဲ့အပေါ်အကိုအနေနဲ့ဘယ်လိုမျိုးအတန်ပြုကြံတော့ဗျဒီဒီဟာကကျွန်တော်အနေနဲ့မြင်တာကတော့ဗောနော်ကျွန်တော်တို့ငိမ့်ချင်းနဲ့လည်းအများကြီးပတ်သက်ဆက်ဆက်နေပါတယ်။နောက်ဒီလက်ရှိဒီ Parkan Data မှာအဲမတည်ငြိမ်မှုဖြစ်တယ်ဆိုတာကလည်းဥမာတိုက်ပွဲဖြစ်လာပြီဆိုရင်ဒါကတော့မတည်ငြိမ်မှုကနှစ်ဖက်လုံးမှာကျွန်တော်တို့ကကြုံတွေ့ရမှာပဲဗောနော် အဲ့ဒီချက်ကအဲ့တော့ငင်းချမ်းရေးကိုလည်းကျွန်တော်ဒီမှာပြစ်ပယ်ထားလို့ပြန်မရပြန်ပေါ့နော်အဲ့တော့အဲဒီ packet data မှာရှိတဲ့ဥစ္စာတွေတနည်းအားဖြင့်ပြောမယ်ဆိုရင်အဲဒီရာဒီဝင်ငွေများတဲ့ data ဖြစ်တယ်။နောက်ဒီ data ခံတိုင်းရင်းသားတွေရဲ့ဒီဒီနစ်နာမှုဟိုပြယုတ်ကြီးတစ်ခုလို့ဖြစ်နေတဲ့အရာလည်းဖြစ်တယ်ပေါ့နော်။အဲ့တော့အဲဒီတရားဥပဒေစိုးမိုးရေးဆိုတာကနောက်တစ်ဖက်ဘာနဲ့ပြန်ဆက်ဆက်လဲဆိုတော့ကျွန်တော်တို့တရားမျှတခြင်းဆိုတာလည်းပြန်ဆက်ဆက်နေတော့ကျွန်တော်အနေနဲ့ data ခံတွေရဲ့တို့ရဲ့ရရှိမဲ့အခွင့်အရေးတွေပေါ့နော်။ဒီဥပဒေက အခုဒီပြင်အကြောင်းမြတ်ဥတွေကချိုးဖောက်နေသလားအဲ့ကနေပေါ့ဘောနော်ခုနပြောရလူတွေရဲ့ဒီယုံကြည်မှုတွေရောကြသွားသလားအဲ့ဒီအချက်ကိုလည်းကျွန်တော်တို့ကပြန်ဆန်းစစ်ဖို့လိုပါတယ်တရားဥပဒေစိုးမိုးခြင်းဆိုတာကကျွန်တော်တို့အဲဒီလက်နက်နဲ့ပေါ့နော်ကျွန်တော်တို့ဒီခုနပြောလိုအဲလုံမလုံခြုံတဲ့ဟာမျိုးကလည်းရည်ရှိခံမှာမဟုတ်ဘောနော်အဲ့တော့ဒီတစ်ခုလုံးစဉ်းစားတဲ့အခါမှာငိမ့်ချမ်းရေးကိုလည်းကျွန်တော်တို့ပြန်ပြီးတော့အဲစဉ်းစားဖို့ပေါ့နော် KA ရို့အပိုင်းကတော့ကျွန်တော်အနေနဲ့ကတော့ငိမ့်ချမ်းရေး direct လုပ်နေလူမဟုတ်တော့ပါဘူးเนาะဒီဟာနဲ့ပတ်သက်ပြီးတော့တိတိကျကျတော့မပြောနိုင်ဘူးဒါပေမဲ့လည်းအခုလာမဲ့ဒီ27ရာစုပင်လုံကြီးလာခံတို့ဘာလို့မှာပေါ့เนาะဒီကိစ္စတွေပြန်လဲဆွေးနွေးနိုင်မယ်ဆိုရင်တော့ပိုပြီးကောင်းတယ်ပေါ့เนาะပြောချင်တာကကျွန်တော်တို့အဲပြည်နယ်ကနေပြီးတော့ဒီ data ကနေထွက်နေတဲ့တန်ရန်ဇာတ်ရနေတဲ့ဝင်ငွေပေါ့เนาะအကျိုးအမြတ်တွေကကျွန်တော်တို့ data ခံနေမှာမရောက်ရှိတဲ့ဟာကခုနကပြောတဲ့တရားမျှတမှုမရှိခြင်းဆိုတဲ့ဟာပေါ့เนาะဟိုဖြစ်စေတယ်နောက်ပြီးတော့အဲ့အတွက်ကြောင့်မို့လို့ခုနကပြောတဲ့ အဲဒီဒီလက်နက်ကင်ဖွဲ့တွေရှိနေတယ်ပေါ့နော်ဒီလက်နက်ကင်ဖွဲ့တွေကလည်းဒီအရောပဲကိုစားပြုပြီးတော့တို့ကအဲပြောဆိုလေးရှိတာဟုတ်အဲ့တော့အဲ့ဒါကိုဖြည့်ရှင်းဖို့ဆိုဒါကတော့ရေရှည်ပေါ့နော်သွားရမယ့်ပြဿနာအလုံးစပွဲပေါ်တင်ပြီးတော့ဆွေးနွေးရမယ့်ပြဿနာလို့လည်းမြင်ပါတယ်အဲ့ဒါမှဟိုပို့ပြီးတော့ရေရှည်မှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဟုတ်ဆိုတော့ဗျာနောက်တစ်ခုကတော့ဒါဖာကန်ဒေတာရဲ့နောက်ပြဿနာတစ်ခုကဒါတိန်နဲ့ချီရဲ့ရွှေပြောင်းလာပြီးတော့လုံနေကြတဲ့ရေမစေး အလုပ်သမားတွေပေါ့နော်ရေမစေးကြောက်ရှာဖွေသူတွေပေါ့နော်သူတို့တွေရဲ့အခြေအနေကနောက်ဆုံးပိတ်အခြေအနေနဲ့ဆိုလို့ရှိရင်အကိုတို့အနေနဲ့ဒါရေမစေးကြောက်ဖာကန်ဒေတာမှာရေမစေးကြောက်ရှာဖွေသူဘလောက်လောက်ရောက်ပြီးတော့နေထိုင်နေကြတယ်ဆိုတာမျိုးကိန်းကနန်းတွေကိုဥမာအစိုးရအဖွဲ့တွေ Civil Society တွေဒါမျိုးတွေကလုံစာပေးကောက်တာတွေသူတည်တနာလုံတာတွေဒီလိုမျိုးတွေလုံနေတာမျိုးတွေအကိုတို့တရင်နေရလာအဲမရှိဘူးဗျာ အဲ့ဒီရေမစေးတွေအတွက်လောက်တာမျိုးမရှိဘူးနောက်ရေမစေးရဲ့သဘောတရားကလည်းဘာလဲဆိုလို့ရှိရင်သူကဟိုအများကြီး plus or minus ရှိတယ်အဲဒေါ်ချာနေဆင်းသွားပြပြီးအဲဒေါ်ချာနေပြန်တက်လာပြန်ပို့အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့သူကပုံမှန်မှန်းချေရတော့တိန်ကနန်းရှိတာပေါ့နော်တိန်ကနန်းမှာဒီရဲ့ဒီဒီအရေးအတွက်ကိုအတိအကျပြောလို့မရဘူးပေါ့နော်ဟိုတော့ဟိုမှော်ရည်လည်းအများကြီးအဲမှော်တိုင်းမှာလည်းရေမစေးရှိတယ်ပေါ့နော် တော့ဟိုဒီရေမစီးတွေရဲ့ဂိန်းကနန်းကိုတိတိကျကျတော့ပြောလို့မရဘူးအဓိကကတော့ဒီရေမစီးဒီကဟိုအဓိကဒေတာခံတွေကနေမှရေမစီးမွေးစားရတာပေါ့ရေမစီးမွေးစားရတာဆိုတဲ့အခါကျတော့အဲ့ဒီရေမစီးတွေတချို့ကလည်းပြောကြတာဟာဒီရေမစီးတွေကဒေတာခံတွေမဟုတ်ဘူးဒီရေမစီးကတော့ဒေတာခံမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ဒေတာခံတွေကအလောက်ကန်ရှားပါလာတဲ့အခါကျတော့ကျွန်တော်တို့လောက်ရတဲ့အလောက်ကဟိုပထမတော့လက်ကျင်းလေးတွေတူးတော့ဗျအဲဖက်ဆက်လုပ်ငန်းတွေကုမ္ပဏီတွေရောက်လာတဲ့အချိန်မှာကျွန်တော်တို့ဒေတာခံတွေအတွက် ဘာအခွင့်အရေးမှမရဘူးဒီကြောက်စိမ့်တူးတာနဲ့ပတ်သက်ပြီးတော့အဲ့တော့ဟိုအဲ့လိုမျိုးဖြစ်လာတဲ့အခါကျကျွန်တော်ကဘာလုံးဆိုတော့ဒီအလေလွင်းကောက်တယ်ပေါ့ဗျာကျွန်တော်တို့လူတိုင်းနားလေတဲ့စကားပြောရအောင်တော့တို့မလူကျင်တဲ့စွန့်ပစ်မီစာပေါ်မှာအဲတွားရှာပေါ့တွားရှာလို့ရတဲ့ကြောက်ကောင်မှာကျွန်တော်တို့ဒီကျွန်တော်တို့ဟန်နဲ့ဆေးကြောပုတ်တိုက်ဖြတ်တောက်ပြီးရောင်းရောင်းစားကြရတာပေါ့ကျွန်တော်တို့ဒီဒေသခံရေမစေးကောင်းနေရတော့အရင်အမှန်ကတော့ဒီဟိုဒေသခံနေပေါ့နော်အဲ့တော့အဲ့လိုလူတွေကကျွန်တော်ဒီ၄ပါရှာရတာပေါ့ဒီဒီရေမစေးလုံသားတွေအောက်ပိုင်းမှာအာတွားရှာရဲခေါ်တဲ့အိမ်မှာ 10ရောက်15ရောက်အလိုမွေးတယ်ပေါ့နော်မွေးပြီဆိုလို့ရှိရင်ရတဲ့ဟာကိုအဲဒီသားကန်ကြီးကရိတ်ခါစိုက်တယ်သူတို့ကခွန်အားစိုက်တယ်ပေါ့နော်အဲ့လိုစိုက်ပြီးတော့ကျွန်တော်တို့ကရှာကြရတာဟာအဲ့လိုမျိုးဆိုတော့ကျတော့ဒီလူတွေရဲ့ဒီကျွန်တော်တို့ဒေတာကန်ဒီအတွက်ဒီကြောက်စိမ့်နှင်းကနေပေးတဲ့အခွင့်အရေးတွေကျွန်တော်တို့အတွက်ဘာတွေစီစဉ်มาလဲဘာတွေဖန်တီးပေးมาလဲအဲ့ဒါလည်းအရေးကြီးတယ်အဲ့ဒါလုံမပေးနိုင်ရင်ကျွန်တော်တို့ဒီတည်ဆုံးမှုတွေကဖြစ်နေအောင်ပါပဲကြောက်စိမ့်ကုမ္ပဏီတွေဒီလောက်ကြီးတူးနေတဲ့ဟာကိုကျွန်တော်တို့က ဒီဘယ်နေရာမှာနေရာလွတ်မရှိလောက်အောင်ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလို့ဆိုတော့ရတဲ့အပေါက်ထဲကဒီကျွန်တော်တို့ပြန်လိုက်ရှာတာဘယ်နေရာဟာလဲပေါ့အမြင်စားပုံပေါ်မှာဟာတယ်ပြီးစားပုံပေါ်မှာရှာစားလို့ရတယ်ဒီပုံမှာလည်းကျွန်တော်တို့သွားပြီးတော့အလုပ်လုပ်ကြရတာခါပါဟုတ်ကဲ့ဟုတ်ကဲ့ဗျာပြီးတော့ဗျာဒီကဒီကျောက်စိမ်းတွင်းတွေကထွက်လာတဲ့ဒီကျောက်စိမ်းတွေကနေပြီးတော့တန်းပြီးအတွက်အကျိုးရရှိမှုပေါ့လေကျွန်တော်ဟိုကိုစောမုတ်ထက်ရေးတဲ့တဲ့င်းတပုံပါလို့ပေါ့ဟို ကုမ္ပဏီတွေကကြောင်မြပြပွဲလုပ်မယ်ဆိုလို့ရှိရင်ဒီရင်မစေးကြောက်တွေရှားဖွေပြီးတော့ဒီဒေတာကန်လော့ပန်းလို့ပြောကြတဲ့ပုံကိုယ်တွေစုဆောင်းထားတဲ့ကြောင်မြကြောက်စိမ်းတွေကိုပဲဝယ်ပြီးတော့ပြပွဲမှာလာပြီးတော့ပြဖို့အတွက်ကိုဝယ်တယ်အဲကြံတဲ့သူတို့အလုံးလိုက်ရှာဖွေတွေးရှိထားတဲ့ကြောက်စိမ့်တွေကတော့တပတ်နိုင်ငံလိုတပ်ပြမျိုးကိုရောင်းစားလိုက်ကြတယ်ဆိုတာမျိုးတွေကျွန်တော်တို့ကြားရတာပေါ့လေကြားရတယ်ကျွန်တော်လည်းတပ်ပြတော်တော်စိတ်မကောင်းဘူးပေါ့လေဆိုတော့ဟိုအကူတို့ရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ရောဒီ ျောက်စိမ်းကရတဲ့အကျိုးစီးပွားကို state အနေနဲ့ဘယ်လို management လုပ်ထားတယ်ဘယ်လောက်ထိ transparency ရှိတယ်ဘယ်လောက်ထိ accountable ဖြစ်တယ်ဒါမျိုးတွေကိုအကိုရိုးတွေအနေနဲ့သူတည်တနာလုပ်တဲ့အခါမှာအကိုရိုးအနေနဲ့အဲ့ information တွေအကိုရိုးရရလားကိုအဲ့အပေါ်မှာဘယ်လိုတွေအကိုရိုးတွေ့ကြုံရလဲတချို့တည်င်းချက်လက်တွေကတော့ရပါတယ်နံပါတ်1ကျွန်တော်တို့ဒီ EITI process မှာပါဝင်တယ်ပေါ့နော် EITI ဆိုတာကဒီတိုင်းစားတာ ကနေရရဲဝင်ငွေတွေကိုပွင့်လင်းမြင်သာမှုရှိအောင်ပေါ့နော်နိုင်ငံတကာအစီအစဉ်နဲ့ပေါ့နော်အစိုးရကလည်းတာဝန်ခံပြီးတော့ဝင်ပါတယ်အဲ့ဒါအရာပေါ့နော်ကျွန်တော်တို့ဒီပထမဆုံးဒီကြောက်မြက်ကန္တာပေါ့နော်ကြောက်စိမ့်ကန္တာကနေဘယ်လောက်ထိရတယ်လဲဆိုတာကိုကျွန်တော်တို့ပထမဆုံးဟိုဖော်ပြနိုင်တယ်အဲ့မဲ့ဒီအဲ့ဒါကဒီဒီကြောက်မြက်ရောင်းရတဲ့အနေထားကနေပဲရတယ်ပေါ့နော် Emporium ကနေရောင်းလို့ရတဲ့အနေထားနေပဲရတယ်တကယ်ဒီ Twin War ကနေ အဲဒီဟိုတရုတ်ပြည်ကိုဒိုက်ရိုက်သွားတဲ့ပမာဏတွေကတော့မပါဘူးပေါ့နော်အဲဒီတရုတ်ပြည်ကိုဒိုက်ရိုက်သွားတဲ့ပမာဏတွေဒီအဲကောက်ယူဖို့ခက်ခဲနေဆဲပဲခုနကကျွန်တော်တို့ပြောခဲ့တဲ့ငင်းချမ်းရေးအခြေအနေနဲ့လည်းဆက်ဆက်မယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဥပဒေအရာပေါ့နော်အဲဥပဒေအရာအဲအပိုင်းတွေလည်းပါတယ်ပေါ့နော်ဥမာထုတ်ယူခြင်းဖြစ်စင်မှာတို့အဲဒီဒီကြီးကျက်တွေပေါ့နော်ကြောင်မြတ်မှာတို့လွတ်ထားတဲ့ကြီးကျက်တွေကတို့ရဲ့တာဝန်တွေကောင်းကောင်းမထမ်းဆောင်နိုင်တဲ့အပိုင်းမျိုးတွေလည်းဖြစ်ဖြစ်မယ်အဲဒါကြောင့်မို့လွတ်ထွက်သွားတာတွေလည်းပေါ့နော်ရှင်မယ်အဲ့တော့အဲ့မှာကတော့ ဟိုဒီဒီဖြစ်နေတဲ့ဖြစ်စဉ်တွေကတော့အများကြီးပဲပေါ့နော်ဒါမြပထမဆုံးအနေနဲ့စပြီးတော့ထွက်လာပြီ။ဒါပေမဲ့ကျွန်တော်တို့ကပြန်တိုက်ဆိုင်စစ်ဆေးကြည့်ရပါတော့။အဲဒီအထက်မှာရေးထားတဲ့အရာကတော့ဒီဒီဒီ Emporium ကနေနောက်ဆုံးအစိုးရအခွန်ဘန်တာဘယ်လောက်ရလဲပေါ့နော်။သူတို့ရဲ့အစိုးရဝေစုတွေပါတွေပါပေါင်းပြီးရင်သူကဒေါ်လာတန်း400လောက်ရတယ်ပေါ့နော်။2013ဘန်တာနှစ်မှာ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့တရုတ်နိုင်ငံရဲ့ဒီ import data ပေါ့နော်။သူရဲ့ import data ရှိပါတယ်။ UN contract ဆိုတာ လာတမကနေပြီးတော့တရုတ်အစိုးရနေပြီးတော့အဲ့ထက်မှာတို့ဒေတာတွေထည့်ရအဲ့ထက်မှာပြန်ရေးထားကြတော့ဗမာပြည်ကနေပြီးတော့ကြောက်စိမ့်ကြောက်မြတ်တို့တွင်းတဲ့ပမာဏအဲစနစ်တဒမ1ဘီလီယံပေါ့နော်အဲ့လောက်လောက်ရှိရအဲ့တော့ဂျားထဲမှာအဲလက်ရှိကြောက်စိမ့်ကိုကောက်နေတဲ့အခွန်နှုံးထားနဲ့ပြန်တွက်ကြည့်လိုက်မယ်ဆိုရင်အဲ့ထက်မှာကျွန်တော်တို့တိတိတတ်တာတွေ့နိုင်တယ်ပေါ့နော်ဒါကတရုတ်ကတရဝင်ဟိုဟိုဟိုအခွန်ဟိုအခွန်ပေးတယ်ဆိုတာရှော့ပြီးတော့ပဲတွင်းကြတာပဲလေအ ရှော့ပေါ့ပြီးတော့တွင်ထားတဲ့တရုတ်မှာတော့မှစနစ်တကျမှ1ဘီလီယံပမာဏရှိရတယ်။ဒါပေမဲ့အဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီဒီ data source ပေါ့နော် CSO လို့ခေါ်တဲ့စည်ရင်း in data ရှိရတယ်။နောက်ဒီဒီဒီတို့ဘန်ဒါယူဝန်ကြီးဌာနထုတ်တဲ့ data ရှိရတယ်။အဲ့မှာကျတော့အဲနိုင်ငံခြားသွားတဲ့ကြောက်ပေါ့နော်ရောင်းလိုက်တဲ့ဟာတွေကဒေါ်လာက1ဘီလီယံဟိုတောင်နဲ့တောက်တော့မတူဘူးပေါ့နော်။အဲ့တော့ဂျားထဲမှာကွာဟချက်တွေကအများကြီးနေ။အဲ့တော့အဲ့ဒါဒီလဲနိုင်ငံဘန်ဒါဆုံးရှုံးရတဲ့အဓိကအချက်ပေါ့နော်။ အဖြစ်တယ်နောက်ဒီဆိုးရွားအသစ်အနေနဲ့လည်းဒီဟာကိုတည်တည်ချာချာပေါ့နော်ခုနပြောရဲ comprehensive sector review လို့ခေါ်ရဲအားလုံးကဏ္ဍအားလုံးကိုခြုံငုံနဲ့ပြန်လည်သုံးသပ်မှုကိုမလုပ်နိုင်ရင်ဆုံးရှုံးမှုကကြီးလိမ့်မယ်ပေါ့နော်ပြန်အစားမရနိုင်ဘူးပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးပါပဲဟုတ်ကဲ့ဟုတ်ကဲ့ပြောဆိုတော့ဗျာဒါကျွန်တော်တို့အားလုံးပြန်ပြီးတော့ခြုံလိုက်လို့ရှိရင်ဒါဒေသခံသတင်းတောက်လေဖြစ်တဲ့ဒေတာကန်တူလည်းဖြစ်တဲ့ကိုစုံမထက်အနေနဲ့ဆိုလို့ရှိရင်အဆိုအသစ်အနေနဲ့ဒီလိုအခုကျွန်တော်တို့ဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာမျိုးတွေကိုသူ့အနေနဲ့ဥဆောင်ပြီးတော့ဘယ်လိုမျိုးလုပ်ဖို့ ဆိုတာမျိုးကိုတိုက်တွန်းနေတာမျိုးတောင်းဆိုနေတာမျိုးတွေရှိရောမလဲဗျဆိုတာတဲ့အနေနဲ့ပေါ့လေအဲအထူးကကျွန်တော်တို့တောင်းဆိုနေတာကဟိုကြောက်စင်းဆိုတာအခုလက်ရှိထုံနေတာအားလုံးလည်းသိတဲ့အတိုင်းပေါ့နော်ဟိုမြန်မာနိုင်ငံရဲ့ profile တစ်ခုလို့လည်းပြောလို့ရတယ် national tape ဗျပြောမယ်ဆိုလို့ရှိရင်ဒါကြောက်စင်းဆိုတာကဘာအောင်မှာကျွန်တော်တို့နိုင်ငံပဲဒီလောက်အကြီးသွေးကောင်းနေတာကြီးထွက်နေတယ်ပေါ့အဲ့တော့ဒီကြောက်စင်းတွင်းတွေကိုဒီလောက်ကြီးဘုံဘောလောအကြီးတူပလိုက်တယ်ပေါ့နော်ဟိုနောက်ပြီးတော့ဒီလောက်ကောင်းတဲ့ကြောက်စင်းတစ်ခုကိုပိုင်ဆိုင်ထားပြီးတော့ကျွန်တော်တို့ဈေးကွက်မှာရအောင်မရအောင် ကျွန်တော်အောက်ကရောင်းနေရတယ်ပေါ့နော်အဲ့ဒါအဲ့ဒါတွေကိုဒီလက်ရှိပေါ့နော်ဒီတာဝန်ရှိသူတွေအနေနဲ့မြေပြင်မှာရောပေါ့နော်အကုန်လုံးဒီပေါ့နော်ပြည့်ပြည့်စုံစုံလေးလာဆန်းစစ်ပြီးတော့ကျွန်တော်တို့ဓာတ်တွေကိုပေါ့နော်အဓိကကျွန်တော်တို့ဖြစ်စေချင်တာရက်လိုက်ပါရက်ပါရက်ပြီးလို့ရှိရင်ဓာတ်တွေကိုဘယ်လို product လုပ်တင်တယ်လဲပေါ့နော်ဘယ်လိုပုံစံမျိုးလုပ်တင်တယ်နောက်ပြီးတော့ဟိုဒီဟာတွေကိုဘယ်လိုထိန်းချုပ်မလဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ဖားကတ်မှာနိုင်ငံတော်နဲ့အကျိုးတူတူပြောရဆိုမှနိုင်ငံတော်ကဘယ်လောက်အကျိုးမြတ်တွေရနေတယ်လဲ ဒါတွေကိုစမ်းစစ်တာမျိုးကျွန်တော်တို့မတွေ့ဘူး။အဲ့တော့အဲ့လိုမျိုးဆိုတော့ဒါတွေကအရန်နိုင်ငံအတွက်အရန်နှင်းလာပါတယ်။အဲ့တော့ဟိုကျွန်တော်တို့ကတော့ဟိုနိုင်ငံအတွက်အကျိုးရှိစေခြင်းတယ်။အဒီအတွက်ကျွန်တော်တို့ကကြောက်စိမ့်နေတဲ့လောက်အလွန်ကျွံတူးဖော်နေတာဟာနိုင်ငံတွေလည်းအကျိုးမရှိဘူး။တဘာပဝင်ခြင်းလည်းအရန်ပြည့်စည်တယ်။ကျွန်တော်တို့ဖခမနေရတဲ့ဒီသခဏေဆိုလို့ရှိရင်ယာတိဥရုတိုင်းမှာကျွန်တော်တို့ဒုက္ခပြီးရှိတယ်။ပွင့်လင်းယာတိရောက်ရင်ဒီဖုံမှုန့်တွေအချိန်ပြည့်ရှူနေရတယ်။ဟောတော့အဆုံးနဲ့ပတ်သက်တဲ့ယောဂါတွေအများကြီးဖြစ်နေတယ်ပေါ့နော်။အဲတခါ ဟိုဒီမိုးရင်းကာလရောက်ပြီဆိုလို့ရှိရင်လည်းရေကြီးရှမ်းတဲ့တန်းတွေခံနေရတယ်ကျွန်တော်တို့အိမ်ဒီမရဘူးပြေလွှားနေရတယ်ဒါတွေကဘာကြောင့်လဲဆိုလို့ရှိရင်ဒီကြောက်စင်းအလွန်ကျွန်တူဖို့မှုရဲ့အခြေခံပေါ့နောက်အဆိုးဆုံးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လူတွေအစုလက်အပြုံလိုက်ကျွန်တော်တို့နိုင်ငံသားတွေတည်နေတယ်ဒါတည်သွားတဲ့လူတွေနောက်မတည်ဘဲနဲ့မူရစီဝါဆွဲပြီးတော့မှလူညွန်တုံးပြီးကြံခဲ့တဲ့ကျွန်တော်တို့နိုင်ငံမျိုးဆက်တဲ့လူငယ်တွေအများကြီးဆုံးရှုံးနေတယ်ဒါတွေကိုကျွန်တော်တို့ ဒါတွေကိုဘာဖြစ်လာတယ်လဲဆိုရင်အထူးကဒီကြောက်စိမ်းအလွန်ကျွံတူးဖော်ပြီးတော့ဖြစ်လာတဲ့ပြဿနာအဲ့အတွက်ကျွန်တော်တို့ကြောက်စိမ်းကိုကြောက်စိမ်းတူးဖော်ကြီးကိုဒီလိုရက်ပြီးတော့မှကျွန်တော်တို့ဘယ်လိုတူးဖော်သင့်တယ်လဲပေါ့ဒါတွေကိုကျွန်တော်တို့ဥပဒေအသစ်တွေပြဋ္ဌာန်းပြီးတော့မှရေးဆွဲစီခြင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပြအကိုဆိုလို့ရှိရင်တော့ဒါနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒါပြန်ပြီးတော့အနေချုပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အစိုးရအသစ်အနေနဲ့ဦးစားပေးပြီးတော့ဒီဖကန်ဒေတာမှာဒီလိုကိစ္စရက်မျိုးတွေကို ဖကန်ဒေတာမှာဖြစ်ပေါ်နေတယ်လို့ကိစ္စမျိုးတွေရက်တန်းနိုင်အောင်ရှောင်ရှားနိုင်အောင်ပေါ့လေအခုအနေနဲ့ဆိုရင်တော့ဘယ်လိုမျိုးအကြံပြုချင်တာမျိုးတွေရှိအောင်မလဲဗျာဒီတော်တော်များများကလည်းကိုစုံမိုးထပ်ပေါ့နော်ပျော်ပြူသွားပါပြီကျွန်တော်လည်းဒီအကုန်နဲ့သဘောထားချင်းတူညီပါတယ်အဲပထမဆုံးကကျွန်တော်တို့အဲ့လိုမတရားပေါ့နော်အလွန်အကျွံဥပဒေပေါင်းပြင်ပပဲရောက်အောင်ပေါ့နော်ဟိုဟိုတလောရောင်းဝင်ကြီးသွားတော့ကလည်းဥပဒေပြင်ပတူတဲ့ဥစ္စာရန်ရန်တရားပေါင်း၄000ကျော်ရှိရလို့ဒါဝင်ကြီးသွားတော့ကိုယ်တိုင်ဝင်ခံထားတာပေါ့နော် ဲ့တော့ဒါတွေကြည့်ရင်ဆိုဥပဒေပြင်ပနေပြီးတော့မတရားတူးနေတဲ့အနေအထားဖြစ်နေပြီပေါ့နော်အဲ့တော့ဒီຢာတွေဒီလဲခုနပြောတဲ့ဒီဒီကုန်ပစ္စည်းဆိုတဲ့ဥစ္စာကကျွန်တော်တို့ဈေးကွက်ထဲမှာကဟိုကိုတခုတည်းပဲပိုင်နေတဲ့အခါကျတော့ပေါ့နော်ခုနပြောဈေးကွက်ကိုကိုကဖော်ရမှာပေါ့နော်ဖော်ရမှာအဲ့လိုအလွန်ကျွံတူးတဲ့အခါကျတော့ဈေးတွေပါတယ်ထိုးကြတာတွေလည်းဖြစ်တယ်နောက်ပြီးတော့ကြီးကျက်တဲ့လူအပိုင်းမှာလည်းမျက်စိအောက်ကနေလွတ်သွားတဲ့ဟာမျိုးတွေအများကြီးဖြစ်နိုင်တယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကပြန်ကန့်တတ်ရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့အဲဒီကျွန်တော်တို့နိုင်ငံတကာမှာဆိုရင်တော့ moratorium လို့ခေါ်တယ်ပေါ့နော်ခိတရက်နာတဲ့ဥစ္စာကိုကျွန်တော်တို့ပြန်လုပ်ရပါတယ်အထူးသဖြင့်အဲ့လိုမျိုး mind twin မှာအဲလူတိမ်မှုဖြစ်ပွားတာတို့ပေါ့နော်အဲ့လိုမျိုးဒီဒီတဘောဘီယန်ဒီအကြီးကျယ်ကြာရောက်ပြီဆိုရင်နိုင်ငံတကာမှာ moratorium ထုတ်တယ်ပေါ့နော်အစိုးရကနေတားမိန်ပေါ့နော်ထုတ်ပြီးတော့မှပညာရှင်တွေခေါ်တယ်နောက်တက်ဆိုင်တဲ့လုပ်ငန်းရှင်တွေပေါ့နော်အဲ့မှာပါဝင်တဲ့ data ခန်းတွေအားလုံးစုံညီပါပြီးတော့အဲ့တခုလုံးကိုပြန်လေ့လာပါတယ်ပေါ့နော်ဒီကန်တာတခုလုံးကိုကိုယ်ကိုယ်စုံမိုးထက်လည်းပြောသွားတယ်ဈေးကွက်ပိုင်းမှာဘာလို့ကျွန်တော်တို့က အဲဒီကြောက်စိမ့်ဆိုတာ Imperial Jade လို့ခေါ်တဲ့ဥစ္စာမြန်မာနိုင်ငံမှာပဲရှိတယ်။ဒီကြောက်စိမ့်ကိုကျွန်တော်တို့ကဟိုမြင်းပြီးရောင်းရမယ့်ဥစ္စာဘောနော်။အခုအကုန်လုံးတွန်ချလိုက်တဲ့ခါကျ25ခါခိုင်နှုန်းဆိုတာကဒီ rate တိုင်းတွားရင်တော့မှနောက်3နှစ်ဆိုတာမတိချတဲ့အနေအထားမျိုးဘောနော်ဖြစ်နိုင်တယ်။အဲ့တော့အဲ့တော့ဒီ market ကိုဘယ်လိုပြန်ဖော်ဆောင်မလဲဘောနော်။အားလုံးပြန်စဉ်းစားဖို့ဆိုရင်ဒီလိုစူးစူးပူပူဘောနော်။ဝုန်းဝုန်းတိုင်းတိုင်းဖြစ်နေရတဲ့ဆိုရင်အကြံကောင်းညံကောင်းရမှာမဟုတ်ဘူး။အဲ့တော့အားလုံးလက်ရှိအနေအထားမှာခိတရက်နာတဲ့ဥစ္စာဟိုလုတ်တဲ့အနေအထားဘောနော်။ပြီးတော့မှ ဥပဒေပိုင်းဆိုင်ရာအရာခုနကျွန်တော်ပြောလိုလို့ပေါ့နော်ကန္တာအလုံးကိုခြုံငုံပြီးတော့ဥပဒေတရက်ထွက်လာအောင်အားလုံးပညာရှင်တွေရောဒီဝန်ကြီးဌာနရောနောက်ဒီလွှတ်တော်ကရောအားလုံးဝိုင်းပြီးတော့ပေါ့နော်ဝိုင်းဝန်းရမယ်ဟာပေါ့နော်အဲကြောက်စိမ့်ဒီဟိုဟာအကိုပြောသွားတယ်လို့ပဲကျွန်တော်တို့နိုင်ငံရဲ့အဲဒီဒီဂုံယူစရာပေါ့နော်တခုဖြစ်တယ် trademark တခုဖြစ်တယ်အဲ့ဒါကိုမပြောက်သွားအောင်ပေါ့နော်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာကိုအားလုံးအားလုံးပါဝင်နေပေါ့နော်စကဝိုင်းနေနောက်ဒီဥပဒေပြုချင်းနီးနီးစနစ်တွေနဲ့ကျွန်တော်တို့စတင်ဖို့လိုပါတယ် နောက်ဒီရက်မယ်ဆိုရင်လည်းပေါ့နော်ကျွန်တော်တို့ကြားရတဲ့တည်င်းတွေအရက်လို့ရပါတယ်။ဘာလို့လဲဆိုတော့ Emporium မှာရောင်းလို့ရတဲ့ပမာဏရဲ့၃၄ဆလောက်ကအခု ထုတ်လုပ်မှုပမာဏကအဲ့လောက်အများကြီးကိုကျွန်တော်တို့တို့တို့ထုတ်ထားပြီးွားပြီပေါ့နော်။တို့တာကိုတရဝင်ရောင်းမယ်ဆိုရင်ဒီပမာဏဒီနောက်ထပ်၃နှစ်အဲနောက်ထပ်နှစ်နှစ်လောက်ပေါ့နော်။ Emporium ပုံစံနဲ့သွားလို့ရတဲ့အနေအထားမှာရှိရလို့ကျွန်တော်တို့ကြားသိရတယ်ပေါ့နော်။အဲ့တော့ဒါလေးကိုလှုပ်ပြီးတော့ အဲဒီတားစင်မြေးဆက်ပေါ့နော် စားလို့ရအောင်ကျွန်တော်တို့ပြန်ကြည့်ရအောင်လို့ဒါကတော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကိုဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဒါကတော့ကျွန်တော်တို့ဒီဖကချင်ပြည်နယ်ဖကန်ဒေတာကဒီကြောက်စိမ့်တူးဖို့မှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့အစိုးရအသစ်အနေနဲ့ဘယ်လိုမျိုးအဲကင်တွယ်ဖြည့်ရှင်းသင့်တယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဒါဖကန်ဒေတာကနေနောက်ပြီးတော့တဘာဝအရင်မြစ်ဒီထိန်းချုပ် ေအုပ်ချုပ်ရေးဆိုင်ရာဒီကြွန့်ကျင်ပညာရှင်တွေနဲ့ကျွန်တော်တို့ဆွေးနွေးပြီးတော့တင်ဆက်ပေးကြတာဖြစ်ပါတယ်ခင်ဗျာဒီစီစဉ်မှာပါဝင်ပြီးတော့ဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာတွေကဒါထုတ်လွှင့်ပေးတဲ့မြန်မာတန်တဲ့ရုပ်မြင်သံကြားရဲ့အာပေါ်လည်းမတရားသလိုဒီစီစဉ်ကိုထုတ်လွှင့်ပေးတဲ့ MCN ရုပ်သံသတင်းဌာနရဲ့အာပေါ်လည်းမဟုတ်ဘဲနဲ့ပါဝင်ဆွေးနွေးခဲ့ကြတဲ့လူပုဂ္ဂိုလ်တဦးချင်းစီရဲ့အာပေါ်သာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတင်ပြရင်းနဲ့ကျွန်တော်တို့ရဲ့ဆွေးနွေးခန်းအစီအစဉ်လေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ